ကွမ်တုံလောင်းမုံတွေရဲ့အဓိကစကနေချာဖြစ်တဲ့ဘဲဥအငံလောင်းမုံလေးလှုပ်လိုက်ကြရအောင်။ကဲလောင်းမုံအခွန်ကိုအရင်နေပါမယ်။ကိတ်ကြုံ400ပုံကြုံ300ကက်စတပေါင်နာ 25g ကိုကျွန်တော်တို့တေးဘဲပေါ်တင်ပြီးတော့ဂလိုင်းဖောက်ထားမယ်။ပြီးပြီဆိုရင်လောင်းမုံတကြားရီက400အမြေဘဲစီ350အကာလိုင်းဝါတာ 9g ကိုလုံးဝတသားတဲ့ဖြစ်တဲ့ဒီဝစ်နဲ့ကြီအောင်ခောက်ပြီးတော့ခုနဂလိုင်းဖောက်ထားတဲ့အလေတက်တက်ကိုလောင်းချပြီးတော့လက်လေးနဲ့ဖြည်းဖြည်းချင်းကျွန်တော်တို့နေပေးရမှာဖြစ်ပါတယ်။ နိုင်လို့ပြီးပြီဆိုရင်တော့နိုင်ွယ်လောက်သူ့ကိုအနာပေးထားမှာပဲဖြစ်ပါတယ်။ကဲအနာပေးနေတဲ့အချိန်မှာကြော်ညာလေးဝင်ပါဦးမယ်ခင်ဗျ။ကျွန်တော်ရဲ့ဝေဝေဆန်ဆန်ဈေးကွက်ဝင်မလို့နေတရားစာအုပ်လေးအုပ်90ဝန်းကျင်တော့ကျန်ပါသေးရဲ့နော်။စိတ်ပါဝင်စားသူမိတ်ဆွေများမှယူနိုင်မှာကြောင်းလေးစားစွာနဲ့ဖိတ်ခေါ်ပါရခင်ဗျ။ဘဲဥအငံကိုခွဲမယ်။ခွဲပြီးသွားရင်အနစ်ကိုပဲတည်တန့်ယူမယ်။စီတုပ်ထားတဲ့ဗန်းတပန်းမဟုတ်ဘူး။စီလေးနည်းလေးစွပ်ပြီးတော့အပေါ်မင်းနေရအောင်မင်းနေရနဲ့ခမန်းကြီး9မိနစ်ဝန်းကျင်တော့ဖုတ်ပေးရမှာပဲဖြစ်ပါတယ်။ ရရှိလာတဲ့ဘဲယူအငံကိုကျွန်တော်တို့ပဲယူနဲ့ပေါ့နော်စုစုပေါင်းအလေးချိန်60ချိန်ပေးရမှာပဲဖြစ်ပါတယ်ဒီနေရာမှာယူနဲ့ဒီဘဲယူအငံအနစ်နဲ့ပေါ့နော်နှစ်ခုပေါင်းအလေးချိန်ကြီးကျွန်တော်တို့60ဂရမ်ဖြစ်ရမှာပဲဖြစ်ပါတယ်ချိန်ပြီးပြီဆိုရင်အလေတက်တက်ကိုကျွန်တော်တို့ထာပနာလေးထည့်သွင်းလိုက်မှာပဲဖြစ်ပါတယ်အနာပေးထားတဲ့လောက်မုံခွန်ကို20ဂရမ်လုံးလေးတွေချိန်မဲ့ နည်းနည်းလေးပုတ်ချင်နေမယ်ပြီးပြီဆိုရင်ခုဗီဒီယိုမှာတည့်ရတိုင်းကျွန်တော်တို့စိတ်ရှိလက်ရှိလေးနဲ့အစာတုတ်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာအခွန်တေးပြီးအစာကြီးရတဲ့ကြောင့်မလို့နည်းနည်းလေးတော့စိတ်ရှိလက်ရှိလေးတွင်းပေးရပါမယ်ပြီးပြီဆိုရင်တော့လောက်မုတ်မူခွက်နဲ့ကျွန်တော်တို့ပုံစံဖုံးမှာပဲဖြစ်ပါတယ်ဘယ်ဘက်လက်ကလုံးဝမလုတ်ဖဲနေပါတော့ညာဘက်ကိုအပြင်းပြင်းနဲ့ဖိပြီးတော့ပုံစံဖုံးမှာဖြစ်ပါတယ်ဘယ်ဘက်ဖိထားတဲ့လက်နည်းနည်းလေးလှုပ်တော့ကြွတော့တာနဲ့ပုံစံပြတ်သွားတတ်တာကိုပြီးပြပါခင်ဗျာ အပေါ်မီ130အောက်မီ190နဲ့ပထမချိန်10မိနစ်ဖုတ်ပေးရမှာပဲဖြစ်ပါတယ်။ဘေကင်းတိုင်းတုံးပုံပုံမှာအရှင်းနောက်တစ်ခါလှည့်ပေးရမှာဖြစ်ပါတယ်။ပုံမှာတုပ်ခွတ်အတွက်ကျဲဥရေရတော့အကျုံနဲ့လေးလုံးကျဲဥတစ်လုံးပြားရည်နှင်းငယ်နဲ့အစီအနှင်းငယ်ကိုလုံးဝချေအောင်ခောက်လိုက်တယ်ခောက်ပြီးသွားရင်နောက်ဇလုံးတစ်လုံးနဲ့ကိုစကားလေးနဲ့ကျွန်တော်တို့စစ်ချပြီးတော့တုပ်ရံအတွက်အစနစ်ပြင်ထားမှာပဲဖြစ်ပါတယ်။လောင်မုံတစ်ခုရဲ့အတက်ကဒီကျဲဥတုပ်တာအဓိကပဲဆိုတော့ စုတ်တန်ဖျားလေးနဲ့ပပားလေးနဲ့ညီညီလေးကျွန်တော်တို့နှစ်ပြန်ပထမတစ်ပြန်ရင်တုတ်မယ်ပေါ့နော်ပြီးရင်ဒုတိယတစ်ပြန်အစနေပြန်ပြီးတော့ပပားညီညီလေးကိုတာခိတုတ်ပေးရမှာပဲဖြစ်ပါလေဘလောက်မဘလောက်လောက်တာပဲကောင်းကောင်းဒီကျုပ်တုတ်တဲ့နေရာမှာဖြစ်တယ်လို့တုတ်လိုက်ရင်ဘလောက်မကအရန်ကိုအရန်ကိုရုပ်ဆိုးပါလေခင်ဗျာကဲကျုပ်တုတ်ပြီးပြီဆိုရင်တော့အပေါ်မီ230အောက်မီ180နဲ့နောက်ထပ်9မိနစ်ဝန်းကျင်တော့ထပ်ပြီးဖုတ်ပေးပြီးပြီဆိုရင်တော့ကျွန်တော်တို့ကွမ်တုံ ဘဲဥအငန်လက်မုံလေးဟာရရှိခဲ့ပြီပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာရှိသောနေ့တွေဖြစ်ပါစေခင်ဗျာ